ဧက20လောက်ခြံကျေကြီးဟာနှစ်ရှည်ခန့်တစ်ပင်ကြီးတွေနဲ့ညှို့ဆိုင်နေပါတယ်လူသွားလန်ကလေးဆုံးမှာတော့ကုန်းကမှုလေးဘော်ကနေနှစ်ထပ်အိမ်နေနေကြီးကိုအဝေးမှပဲအတိုင်းသားမြင်နိုင်ပါတယ်အိမ်ကြီးရဲ့ခြေနေကိုကြည့်ပြီးတော့ထိုအိမ်ရဲ့ပိုင်ဆိုင်မှုကိုခံမှန်းနိုင်ပါတယ်အဲဒီအိမ်နဲ့ခြံဝင်းကိုပိုင်ဆိုင်သူကတော့လူရွယ်တယောက်သာဖြစ်ပါတယ်အဲဒီသူကတော့မောင်ဖုံးမြတ်ဆန်မှာ တချိန်ကအထင်ကရတထေးကြီးဖြစ်ခဲ့တဲ့ဥဖုံအန်နဲ့ဒေါ်နန်းမြတို့ရဲ့တူရီသောသားလေးဖြစ်ပါတယ်။မိဘနှစ်ဦးကသားဖြစ်သူရဲ့နောင်ရီကိုကြိုတွေးကာငွေကြေးပြည့်စုံမှုမလို့တဲ့ခင်မဆန်နဲ့အိမ်တော်မှုနိုင်နေပြီးတော့မိမပီတာမဟာဆန်လပ်ပလာတဲ့မိမိတို့ရဲ့အိမ်တော်ထဲလူယုံရဲ့တမီးနုနုရင်နဲ့လက်ထပ်ထင်းမြပေးခဲ့ပါတယ်။အရင်နောက်မှာတော့သားဖြစ်သူရဲ့နောင်ရီကိုစိတ်ချသွားသည်လားဇနီးမောင်နှံနှစ်ဦးကရှေ့စဉ်နောက်စဉ်ပင်ကွယ်လွန်သွားခဲ့ကြပါတယ်။နုနုရင်လေးရဲ့ဖခင်ကတော့လူပောင်ဘွားကိုဆွန့်လွတ်ပြီးတော့ဖန်ရီဆွန့်တဲ့တင်ကန်းကိုဝတ်ပြီးတော့အမြိုက်တရားရှာဖို့ရန်ထိုးမျိုးလေးကထွက်ခွာသွားခဲ့ ဲ့ဒီမှာ9နှစ်လောက်ပဲရှိခဲ့ပါပြီအခုဆိုရင်တော့အဲ့ဒီအိမ်ကြီးမှာဖုံမျက်စံတို့ဇနီးမောင်နဲ့ခြံဆောင်ဥဖို့မြင့်ထမင်းကျဲဒေါ်စိန်နဲ့ဒေါ်စိန်ရဲ့ကြက်မပြည့်ရှာတဲ့မြင်းမလည်းမိလက်တာလည်းရှိပါတယ်ဖုံမျက်စံကတူတီတော့သားပြီးပြီးအဖော်မင်လာပါတယ်နင်တို့ရင်နဲ့လက်ထပ်ပြီး9နှစ်ကြာသည့်တိုင်အောင်ရင်သွေးရတနာတော့မရသေးပါဘူးအဲ့ဒီနောက်မှာပဲခြေလန်းနေရလဲပြက်လာခဲ့ပါတယ်ခြံလုတ်ကရခိုင်ကိုယ်တိုင်ဦးစီးလုတ်ကင်ပေမဲ့လည်းယခုဆိုရင်တော့မန်နေဂျာကိုထူးကိုသာလည်းလွှဲထားပါတယ်ကျမရဲ့စစ်စစ်ကြည့်ပေမဲ့လည်းနှစ်ယောက်လုံးအဆင်ပြေနေပါလေရဲ့နဲ့တာသမီမရလာနိုင်တာကတော့ကံကိုသာပုံချရမှာပဲဖြစ်ပါတယ် မိဘတွေသဘောတူပြီးတော့လက်ထပ်ထားကြတယ်ဆိုပေမဲ့လည်းတူဦးကိုတူငဲတန်ရောစင်နဲ့ပဲချစ်ကြတာမလို့ဖုံမျက်ဆံကလည်းမိမိကိုယ်ကိုစိတ်တော့ပေါက်ရှာကဇနီးတွေကိုအပြစ်မပြောသလိုနုနုရင်ကလည်းခင်မုန်းဖြစ်သူကိုအပြစ်မတင်နိုင်ဖြစ်ရပါတယ် ယောက်ျားဖြစ်သူမှာသူနီးသူဟန်နဲ့ထွက်ပေါက်ရှာနိုင်ပေမဲ့နွနူဤတို့လိုမိမသားဘဝမှာတော့မျက်ရည်ကြယုံမှာတပါဖြစ်သိစရာတော့တရားဘာဝနာသာရှိပါတယ်။အိမ်မှုကိစ္စကလည်းဒေါ်စိန်နေကြီးလွတ်တာကလက်မကြည့်ဖြစ်ဒီမှာကြာခဲ့ပါပြီ။အချိန်တိုင်းမှာစေပတီတကုန်းနဲ့အိမ်ရမလမ်းမကဲဆူတောင်းပြဖျားလေးမှသာအချိန်ကုန်နေရပါတယ်။တရားဘာဝနာပွားနေစဉ်အတွင်းမှာလည်းတောကပူဆွေးမှုကိုတရင်ကအပြည့်မေ့ထားနိုင်ပါတယ်။ ။ဒီနေ့မှာတော့နုနုရင်ကအတိတ်ထံပရိစိတ်နေတဲ့အချိန်အမွှေးနှံတစ်ခုကိုထူးထူးခြားခြားရလိုက်ပါတယ်။အဲ့ဒီအမွှေးနှံဟာငြိမ်းရမှုတစ်မျိုးနဲ့ပါဝင်နေတဲ့အောင်မှာအတိတ်ထံပြည့်၍ပရိစိတ်ချင်းရန်နာလိုက်ပြီးတော့ဖះကိုဥချပြီးပြန်မော့တစုံတယောက်ကြည့်နေတယ်လို့ခံစားရတာမလို့လက်ကြည့်လိုက်တဲ့အခါမှာတော့ဝိဖြူစင်ကျင်နဲ့အသက်အရွယ်80လောက်ခံမှန်းရမယ်သူတော်စင်တယောက်ကိုတွေ့လိုက်ရပါတယ်။ဖြူစွန့်နေတဲ့မိုးစိတ်မွေးတွေကရင်ဘတ်တီတွဲလောင်းကျနေပြီးတော့သပင်းဖြူဖြူတွေနဲ့ရောထွေးနေပါတယ်။အဲဒီသူတော်စင်ကြီးကဆိုလာခဲ့ပါတယ်။ယရနာသုံးမောက်ဥထိတ်ထားတဲ့သမီး ဘာသာတရားကိုင်းဆိုင်တဲ့သမီးမကြခင်စိတ်ချမ်းသာရတော့မှာပါကွယ်အဲ့လိုမျိုးဆိုလာခဲ့တာပါသူတော်စင်ကြီးရဲ့အတန်အသက်ရွယ်နဲ့မလိုက်အောင်မင်းထဲဝါခံညားလာပါတယ်နုနုရင်ကသူတော်စင်ကြီးကိုဦးချလိုက်ပြီးတော့အဘရဲ့သမီးကအဘထင်တယ်လို့မျိုးကံမကောင်းလာပါဘူးကံကောင်းလာတော့မယ်သမီးရဲ့သမီးတို့မှာမိသားစုဝင်တွေတိုးလာတော့မယ်ကွယ် တမီးတို့ဇနီးမောင်နဲ့တောင်းတနေတဲ့တသမီးယတနာလေးရတော့မယ်။နုနုရင်ကဝိပုစင်ကျင်တဲ့အဘစကားကြောင့်အလွန်မင်းအံ့ဩသွားခဲ့ရပါတယ်။နုနုတို့မှာတသမီးမရှိတာတသမီးယတနာတောင်းတနေတာအဲ့ဒီသူတော်စင်ဘလို့သိတာပါလဲ။နုနုနဲ့မောင်နှစ်ယောက်စလုံးထိုသူတော်စင်ကြီးကိုမတွေ့ဘူးတာသိကြပါတယ်။သူတော်စင်ကြီးကဆက်ပြီးတော့စကားဆိုလာခဲ့ပါတယ်။တမီးတို့တရိထားမှာအခုလာမဲ့ကလေးကတန်မှန်မဟုတ်ဘူးကွယ်။လူပေါင်းလောကရဲ့အရှုပ်တော်ပုံနေနဲ့လာလာမမတ်ဆက်ဘူး။ ူတို့လာရခြင်းအကြောင်းကလည်းတသနာပြုဖို့ပဲအကောင်းဆုံးကသမီးတို့ဇနီးမောင်နှံတယောက်စလုံးဟာငါးဘတီလာကိုခါဝတ်ပစလို့မြဲရမယ်နနူရင်ကမျက်ရည်တွေဆွလာတဲ့အထိဝမ်းသာမိပါတယ်အဖရင်ဖြစ်နိုင်လို့ရှိရင် သမီးတို့အိမ်ထိကြွခဲ့ပေးပါလားရှင်အဘကိုတွေ့ကျင်နေဆိုရင်ဒီဖေအားကိုပဲလာခဲ့ပါကွယ်ဘာပူဇော်တက်ကာရမှယူမလာပါနဲ့အဘဒီဖေအားမှာကိုရဲ့တိတိအတိတ်ထံဝင်ထားတယ်ကိုရဲ့ပြည့်တဲ့နေ့အထိရှိနေမှာပါဟုတ်ကဲ့ပါပါနောက်ရကြလို့ရှိရင်သမီးခင်မောပါခေါ်ခဲ့ပါမယ် ကဲကဲအဘသွားပြီသမီးနုနုရင်ကနောက်တစ်ချိန်ဥချပြီးပြန်မော့မှာတော့သူတော်စင်ကြီးကိုအရေးအယောင်မတွေ့ရတော့ပါဘူးစွတော်မြေဖရားလေးကအမိုးကလည်းမရှိဇေယျလည်းမရှိပူဇော်တက်ကရာလည်းလက်မခံနဲ့ထိုဘဟာမြည်တို့မြည်ဖို့ဆိုတာနုနုရင်နားမလည်နိုင်တော့ပါဘူးထိုဖရားရဲ့ထူးခြားချက်ကအမိုးကမရှိဘူးဆိုပေမဲ့လည်းမြည်မြပဲနေပူစေကမူဖရားပပက်လေကအပင်ကြီးတွေရဲ့အရေးအယောင်ကြောင့်အစင်အေးမြလာပါတယ်တို့ဘီဒီထိုသူတော်စင်ကြီးရဲ့ဟန်ပန်အမူအရာကိုကြည်ချင်းအပြင်သူတော်စင်ကြီးရဲ့ဇာကကိုအကျွမ်းမဲ့ယုံကြည်မိပါတယ် နွနွရဲ့အိမ်ပြန်ရောက်တော့ညနေ၄နာရီရှိနေခဲ့ပါပြီ။ထိုနေ့ကထူးထူးခြားခြားပါပဲ။ခင်မွန်းဖြစ်သူကအိမ်ကိုအစိုးရရောက်နေနေခဲ့ပါတယ်။မောင်ဒီနေ့အစိုးရပြန်ရောက်နေလား။မောင်တို့ထမင်းလက်ဆောင်စားခြင်းလို့လေ နုနုရင်ကမယုံကြည်နိုင်စွာနဲ့ပဲနုနုနားကြမ်းများမတာမဟုတ်ပါဘူးနော်မဟုတ်ပါဘူးနုနုရဲ့ဒီတော့တွင်နုနုပေါ်ဂယုစိုက်တာတွေပြက်ကွက်ခဲ့လို့ရှိရင်မောင်တောင်းမှမှာလေကွာမောင်ကပြောရင်းနဲ့နုနုရဲ့လက်ကိုစုပ်ကိုင်နှစ်သိမ့်တာမလို့နုနုကလည်းပြန်လဲစုပ်ကိုင်လိုက်ရင်းနဲ့နုနုဝမ်းသာလိုက်တာမောင်ရဲ့နုလေမောင်ကိုဝမ်းသာစရာပြောစရာရှိရဲ့သိလားမောင်လည်းပြောစရာရှိတယ်နုရဲ့อืมအဲ့ဆိုမောင်ရင်ပြောလေဒီလိုနုရဲ့ထိုနေ့ကဖုံမျက်စံတယောက်အရင်နေ့တွေနဲ့မတူစိတ်ကြည်လင်နေတာမလို့ခြံထဲသွားလိုက်ပါတယ်အရင်ရက်တွေလိုတောက်ပေါ်တောက်ဖက်တွေနဲ့လဲဝိုင်းမထိုင်ဖြစ်တော့ပါဘူး channel မရောက်တာကြာပြီမလို့လင်ဟင်းမှုတွေအများကြီးတွေ့ရပါတယ် စင်ရင်းစရာတွေတနေကုန်ထိုင်စစ်လိုက်တာငွေစင်းကွာဟမှုတွေလည်းအများကြီးတွေ့လာရပါတယ်။မန်နေဂျာကိုထူးကတော့မျက်နှာပြက်နေပါတယ်။ထိုနေ့မှာ channel မှာပဲအလုပ်သမားတွေနဲ့တန်းရမှာပဲထမင်းတူစားလိုက်ပြီးတော့အလုပ်သမားတွေလှုပ်ထားတဲ့ဝါကွက်ပြစ်လေးမှာနားယူရင်အိပ်ပျော်သွားခဲ့ပါတယ်။အဲဒီချိန်မှာပဲတစုံတစ်ခုကထူးထူးခြားခြားလှုပ်ရှားသွားသလိုခံစားလေးရတာမလို့ဖုံးမျက်စံကမျက်စိကိုပွတ်ကြည့်လိုက်ကနဘေးနဘီကိုကြည့်လိုက်မိပါတယ်။အဲဒီချိန်မှာပဲရာဇဝင်နေရလိုမျိုးနဝတ်နန်းစားတွေနဲ့ယောက်ျားကြီးနှစ်ယောက်နဲ့အလွန်လှပလှတဲ့အယွယ်မတိမင်းရှိလာတဲ့အမျိုးသမီးလေးနှစ်ယောက်ကိုတွေ့ရပါတယ်။ အရိအထဲကမှအကြီးဆုံးလူတစ်ယောက်ကသင်တို့မှာသာသမီမရကြအောင်ကြားရဲကွယ်ဒီကကျုပ်ရဲ့ဇနီးနဲ့ရောက်ဖတော်ဟာလူပောင်ဘွားမှာသာသနာပြုကျင်တယ်လက်ခံပေးနိုင်မလားဖုံမျက်စံဆင်းညွတ်ခံရသူပမာခမည်းတော်ကဘသူတွေလဲဗျာ ဆူတောင်းမြေစီရီအုပ်ရှိပင်နာမှာတိုက်နှန်းတစ်ခုရှိပါတယ်ခမဲတော်မဲတော်ခွင့်ပြုခြင်းနဲ့မောင်ရင်တို့မိသားစုစီကိုလာဖို့ခွင့်တောင်းရတာပါသူကလာဖို့ခွင့်ပြုမယ်ဆိုရင်ဖရာတရားမြဲပါငါးပါးတီလာကိုစောင့်ထိန်ပါအဲလိုဆိုရင်မိသားစုလည်းအကျိုးအထူးတွေခံစားရပါလိမ့်မယ်တခုတတိထာမှာတမီးလေးရဲ့နာမည်ကိုတီဟတ်သူစာလို့ပေးပြီးတော့ တားလျက်နာမည်ကိုတီဟရာစာလို့ပေးပေးပါသူတို့ကတာသနာပြုဖို့တသက်ပဲလူပောင်ဘွားကိုလာကြရတာဖြစ်တယ်အင်ယာထူထောင်လို့မရပါဘူးဒီလိုအင်ယာထူထောင်ခဲ့မယ်ဆိုပါကတိုင်နန်းအခြေမျိုးပြန်ခေါ်နိုင်တယ်ဆိုတာပါပဲ ထိုလူကြီးစကားဆုံးတာနဲ့ပဲအားလုံးဟာအငွေ့ဖြူဖြူတွေဖြစ်ပြီးတော့ပြောက်ွယ်သွားခဲ့ကြပါတယ်။ဖုံမြတ်ဆန်အော်ဟင်ရင်နဲ့လမ်းဆွဲလိုက်တဲ့အခါမှာတော့ဆရာဆရာဘာဖြစ်တာလဲဆရာရဲ့အလုသမားတွေကစုပြုံပြီးတော့ရောက်ရှိလာခဲ့ကြပါတယ်။အော်ငါအိမ်မက်မက်နေရပါကွာရရရကိုလုတ်ကိုလုတ်ကြတော်တော်ဖုံမြတ်ဆန်ကအလုသမားတွေကိုပြောလိုက်ရင်လည်းအိမ်မက်အเจ้าရတွေကိုထိုင်တွေးနေမိပါတယ်။အိမ်မက်အเจ้าရတွေကတကယ်အဖြစ်ပြက်အเจ้าရများလို့အစီအီပြန်ပေါ်လာခဲ့ပါတယ်။နုနုရင်ကမောင်ပြောတဲ့အเจ้าရတွေကိုနားထောင်ကအန်အော်တကြီးနဲ့ပဲသူမှလည်းဖះမှာဝေးပြူစင်ကျသူတော်စင်ကြီးနဲ့တွေ့ရဖို့အလုံးစုံကိုပြန်ပြောင်းပြီးပြော ြလိုက်ပါတယ်။ဇနီးမောင်နဲ့နှစ်ဦးထိုသူတိုက်ဆိုင်လာတဲ့အဖြစ်အပျက်တွေကိုနားလည်လက်ခံလိုက်ခါနောက်တနေ့မနက်မှာတော့ဇနီးမောင်နဲ့နှစ်ဦးဟာသူတော်စင်နဲ့ထပ်မံတွေ့ဆုံခဲ့ပါတယ်။သူတော်စင်ကြီးက၅ဘာတီလာမြေရဲ့အလူအတန်းရရောရံကိုဆုံးမပြီးတော့အဓိဋ္ဌာန်ဝင်ပြီးတော့ကိုယ့်ရဲ့ပြည့်တဲ့အခါမှာတော့ထိုစီတီလေးကပင်တကယ်ပင်ပြောက်ွယ်သွားခဲ့ပါတယ်။သူတော်စင်ကြီးပြောက်ွယ်သွားပြီးနှစ်လအကြာမှာတော့နုနုရင်ကတကယ်ပင်ကိုယ်ဝန်ရှိလာခဲ့ပါတယ်။ ကိုယ်ရှိလာသည့်နေမှာစပြီးတော့နုနုရီကရခင်ကြိုက်နှစ်တက်လာတဲ့အသားငားတွေကိုလည်းအနက်ခံလို့ပဲမရတော့ပါဘူး။ဟင်းနီဟီရွက်တွေသာစားပါတော့တယ်။ဖုံမြက်ဆံမှာလည်းထိုတော့တွင်မှာချက်လုံငန်းကိုဦးစီးလောက်ကရင်နဲ့အလူရေစက်လက်နဲ့မကွာဆိုသလိုလူလာတန်းလာလိုက်ဒီမှာအချိန်ရေအတွက်ပဲမမတ်မိတော့ပါဘူး။ ဒီလိုနဲ့ပဲကိုလာလွယ်ဆယ်လာဖွားဆိုသလိုတာယာသောမနက်ခင်းလေးတစ်ခုမှာတော့တာတယောက်သမီးတယောက်ကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။တနေ့ကလေးငယ်နှုတ်ကိုပကတ်အတွင်းမှာတိတ်ထားစင်မှာပဲမွေးပြူနှကောင်ကပကတ်ထဲကိုရောက်နေတာကိုတွေ့လျော်ပါတယ်။အဲဒီအချိန်မှာပဲနွန်းနူကဖះကန်းကိုရောက်နေခဲ့တာပါ။ဖုံမျက်ဆံကတော့နိုဦးစင်းနေတာမို့လို့ဒေါ်စိန်ကိုကြည်ခိုင်းထားခြင်းဖြစ်ပါတယ်။ဒေါ်စိန်ကကလေးပကတ်အတွင်းမှာမွေးဝင်ခွေနေတာကိုတွေ့တော့ဟမ်မွေးမွေးလေးပါလားအကိုလေးအကိုလေးဖုံမျက်ဆံကအပြေးလွှားရောက်လာပြီးတော့အခန်းထောက်မှာခေါင်းရိုက်တံကိုလမ်းယူလာရင်းနဲ့ချွေးတွေပြန်လာခဲ့ပါတယ်။ မွေကိုရိုက်လိုက်ရင်မတော်လို့ကလေးကိုကိုက်လိုက်ရင်ဒုက္ခပါဖះဖះအဲ့ဒီအချိန်မှာပဲနုနုရောက်လာပြီးတော့မမဘာမှမလုပ်နဲ့နော်အတနေဒါဘဝဟောင်းကဆွေဟောင်းမျိုးဟောင်းနေဖြစ်လိမ့်မယ် ဖုံမျက်ဆံကနားမလည်တယ်လို့ကြည်လိုက်ပြီးတော့ညာတော့ကနှုတ်အိမ်မက်မက်တယ်မောင်ရဲ့မောင်ဟိုတခါအိမ်မက်ထရလိုမျိုးနန်းဝတ်နန်းစားတွေနဲ့တားနဲ့တမီကိုလာကြည့်ကျင်တယ်လို့ပြောနေတာနှုတ်ကပြောလိုက်တော့ဖုံမျက်ဆံကခေါင်းရိုက်တံကိုပြန်ချထားလိုက်ပါတယ်ဒါဆိုမောင်နှုတ်ဘယ်လိုလုပ်ရမလဲနှုတ်ကဒေါ်စိန်မက်ကိုလဲလိုက်ပြီးတော့ဒေါ်စိန်နွမ်းနှုတ်ရှိသေးလားရှိတယ်မမလေးအဲ့ဒါဆိုရင်ပကံများတဲ့ထည့်ခဲ့နော်ဒေါ်စင်ကနုနုပြောတဲ့အတိုင်းမနက်ကဝယ်ထားတဲ့နွမ်းတို့ကိုပကံများတဲ့ကိုထည့်လာခဲ့ပါတယ်နုနုကပကံများကိုကျမ်းမြေပေါ်မှာချလိုက်ပြီးတော့လာရောက်သုံးဆောင်မှာဆွေတော်မျိုးတော်ပေါင်းတော့အဲ့လိုပြောလိုက်တာနဲ့ပဲပခက်အတွင်းကမွေးဖြူလေးနှစ်ကောင်ကနွမ်း နှုတ်ခွက်စီကိုရောက်လာပြီးတော့ကုံစင်အောင်တောက်ကအခန်းပြင်ကိုထွက်သွားခဲ့ပါတယ်ဖုံမျက်ဆံကမွင်းနှကောင်ထွက်သွားတဲ့အခန်းပြင်ကိုလိုက်ကြည့်တဲ့အခါမှာတော့အစအနပဲမတွေ့ရတော့ပါဘူး ထူးဆန်းလိုက်တာကွာထိုချိန်ကနေစပြီးတော့တားနဲ့တမီကိုပြုစုလာခဲ့ရာဥဖုံမျက်စံဒွန်နုနုရင်တစ်ဖြစ်လဲတားတီဟရာဇာနဲ့တမီတီဟတူဇာတို့ဟာအသက်16နှစ်အရွယ်ကိုပဲရောက်ရှိလာခဲ့ပါပြီစီဝါရေးတွေကလည်းဒီရီလာတိုးတက်လာပြီးတော့သူတို့မျိုးလေးမှာဥဖုံမျက်စံဒွန်နုနုရင်ဆိုတာမသိသူမရှိတထေးတွေလို့ပြောရမယ့်အနေထားကိုရောက်ရှိခဲ့ပါတယ်တီဟရာဇာဟာအရွယ်ရောက်တာနဲ့ပဲသာသနာ့ဘောင်ဝင်ရန်တောင်းဆိုတာမလို့မိဘနှစ်ပါးဟာရင်ကွဲခံပြီးတော့ခွင့်ပြုပေးခဲ့ရပါတယ် တမီးလေးမှာတော့လာသွေးကြွယ်လာကဘာသာတရားကန့်ဆိုင်လိမ့်မရေးကြရှိသူမလို့ဥဖုံမြတ်ဆန်ဒေါ်နုနုရင်ကိုခမီးခမက်တော်ကျင်သူတွေကိုညင်ရတီမှာပဲအတော်ပင်အားနာလာခဲ့ပါပြီ။တနေ့မှာတော့မြို့တော်ဝန်ကိုယ်တိုင်လူကြီးစုံလင်နဲ့တမီးဖြစ်သူကိုလာရောက်ကမ်းလှမ်းတဲ့အခါမှာတော့မတက်တာတဲ့စုံလက်ခံလဲရပါတယ်။တမီးသူစားကိုယ်တိုင်ကလည်းမြည်သည့်ရေစက်ကြောင့်တော့မသိမြို့ဝန်မင်းဥငွေအုပ်ရဲ့သားမင်းအုပ်ကိုမြင်တာနဲ့ပဲမြစ်တာတက်ဝင်ချစ်ခင်မိပါတယ်။ စစ်ဆက်ပွဲကိုတော့တပတ်တွင်းစီစဉ်လိုက်ကလက်ထပ်ဖို့ရက်ပဲတက်မှတ်လိုက်ကြပါတယ်။တနေ့မင်းဦးတယောက်တည်းသူစာတို့အိမ်ကိုရောက်လာခဲ့ပါတယ်။ထိုအချိန်မှာပဲသူစာအင်ရှစ်ပန်းမင်ရေလောင်းနေချိန်မှာ မင်းဟုတ်ကသူစားကိုမြင်တာနဲ့သူစားစီကိုတန်းလာခဲ့ပါတယ်။သူစားပန်းလေးချစ်တယ်တယ်နော်။မင်းဟုတ်ကစကားဆတော့သူစားပန်းနေရအပြစ်ကင်းပြီးတော့ဖြူစင်တယ်လေ။သူစားကိုတော့မမေ့ပါဘူးကွယ်။အကူကသူစားဘွားကိုဘယ်လောက်တီးလို့လဲ။အကူကိုလက်ထပ်ဖို့သူစားလက်ခံလိုက်တာလေ။သူစားအပြစ်ကြီးတခုလို့ခံစားနေရတယ်တီးလား။မင်းဟုတ်မှာစိတ်မကောင်းဟန်နဲ့ကို့ကိုမချစ်ဘဲနဲ့လက်ခံလိုက်ရလို့လားသူစား။ချစ်လို့လက်ခံလိုက်တာပါ။ ဒါဆိုရင်ဘာအမြခက်ခဲနေအောင်မလဲသူစားရဲ့သူစားမှာ သူစားကမိမိဘွားရဲ့ဇက်ကြောင့်ကိုမင်းတို့ကိုနားလည်အောင်ရှင်းပြလိုက်ပါတယ်တကယ်ဆိုရင်သူစားတို့ကအိမ်တော်ပြုတ်လို့မရဘူးကိုရဲ့သာသနာပြုဖို့တသက်ပဲလူဘွားတွေကိုရောက်လာခဲ့ရတာ အကူတော်ကတော့တာဝန်ကျင်နေပါပြီ။သူဇာသာအကိုကိုချစ်ခဲ့လို့။အော်သူဇာရဲ့အကိုနဲ့လက်ထပ်ပြီးလဲတာသနာပြုလို့ရရပဲလေကွာ။သူဇာဘွားအကိုထင်တယ်လို့မလွယ်ပါဘူး။အခက်အခဲတွေကိုအကိုရင်ဆိုင်ရလိမ့်မယ်။မင်းဟုတ်ကယုံကြည်မှုအပြည့်နဲ့အကိုတို့အတူတူရင်ဆိုင်ရအောင်ကွာနော်။မင်းဟုတ်မှာမျက်ရည်တွေလွမ်းနဲ့ချစ်သူမျက်နှာလေးကိုတနာကိယုနာတက်စွာကြည့်ပြီးတော့ထွေးပွေ့လိုက်ပါတယ်။ဒီလိုနဲ့ပဲလက်ထပ်ပွဲအထိတော့ချစ်ကြီးလန်းဖြောင်မြူးခဲ့ပါတယ်။လက်ထပ်ပွဲပြီးမှတော့ဇနီးမောင်နှံနှစ်ယောက်ကမင်းဟုတ်တို့ဘက်ကလက်ဖွဲ့ထားတဲ့အိမ်ကိုကားနဲ့အတွာရုတ်တရက်လမ်းကွေးကပစ္စည်းတင်လာတဲ့ကားတစ်စီးထွက်လာတာနဲ့တိုက်လိုက် ်မိပါတယ်ကားတိုက်မိတဲ့အချိန်ကပြင်းတာမလို့မင်းတို့စီးလာတဲ့ကားငယ်လေးကမီးလောင်ပောက်ကွဲကရင်းနှီးမွေရာချစ်သူနေရာကအသက်စီဝင်ကျွေသွားရှာရပါတယ် ဥဖုံမျက်စံတို့ဇနီးမောင်နှံကမိမိတို့လက်ထပ်ပေး၍ဖြစ်ရတာဆိုပြီးတော့ယွန်ကျိုးမရနောင်ရတွေနဲ့ယင်နစ်ကြည်ခွဲရပါတော့တယ်မြို့ပြင်တင်းချိုင်းမှာတော့တီဟာသူစာနဲ့မင်းတို့ရဲ့အုပ်ကူလေးနှစ်ခုဟာရှင်တွဲပြီးတော့ရှိနေပါတယ်အုပ်ကူနှစ်ဘေးမှာတော့နှစ်ဖက်မိဘတွေနဲ့ဥစဉ်လေးတစ်ပါးအဲ့ဒီဥစဉ်လေးကအခုလိုပဲဆူလာခဲ့ပါတယ်တရားနဲ့ဖြေပါတကတကမတို့ဒါကအစတည်းကမှားခဲ့တာပဲဥစဉ်လည်းတိတိချင်းလာတာပဲအခုတော့လွန်ကုန်ခဲ့ပြီဆွေတော်မျိုးတော်တွေတရိပ်ပေးထားလျက်နဲ့မလုတ်တဲ့အောင်လှုပ်ကြတာဟုတ် ။ဦးစင်းကနယ်ဝေးကိုရောက်နေလို့ပါ။ဦးစင်းသာစောစောလာခင်ဒီလိုတွေဖြစ်ရမှာမဟုတ်ဘူး။အခုလည်းတက္ကမလေးရဆွေတော်မျိုးတော်တွေစီပြန်ရောက်နေပါပြီလေ။တက္ကမင်းတို့အတွက်တော့စိတ်မကောင်းပါဘူး။ကဲကဲဦးစင်းလည်းကြွမယ်။တရားနဲ့သာဖြေကြပါကွယ်။တရားရစာတစ်ဖြစ်လေဦးစင်းလေးကရှိုက်တံများနဲ့မြို့ပြင်တင်ကြိုင်ကိုကြောခိုင်းလိုက်ပါတယ်။အဝေးတနေရာကငင်းနေတဲ့တီဟတူစာတစ်ဖြစ်လေတိုင်နန်းရှင်မလေးရဲ့ရှိုက်တံကိုတော့ဘယ်သူမှကြားနိုင်တော့မှာမဟုတ်ပါဘူး။ ဇလန်လေးကတော့ဒီမာရီမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြရလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။